ကျူနီးလေးဒကာဓမ္မတွေကိုပြောပါမယ်တဲ့ကျူနီးလေးကနိုင်ချမ်းနေတယ်ကိုသုံးမယ်9မိနစ်ချမ်းနေတော့ကျူနီးလေးကဩခုကျူခိုင်းတာဖခင်ကကျူခိုင်းတာဖခင်ဒီသားကလည်းကျူခိုင်းတာဖခင်အဆုံးမလိုက်နာပြီးတော့သူပြီးရုံုံကြည့်ကြည့်ကိုရမေကြီးညာကိုခင်ဗျားတို့ယုံကြည်ပါကိုရမေကြီးညာနဲ့ဟောတာအဲ့ဒါမြတ်စွာဘုရားသက္ကိဉ္စညာကိုယုံကြည်ပါယုံကြည်လေးကလား ြင်ကိုပညာလေးနဲ့လည်းဆရာပေးခဲ့တဲ့ပညာနဲ့ရှိပါဘုရားဘောယုံကြည်ပြီးကိုပညာနဲ့ရှိပါမှန်ပါသဘောကျဘုရားဘောရှိပါဘူးဒီတော့ကိုပညာနဲ့ရှိပါအဲ့တော့သရာနဲ့ပညာညီပါ့သရာလည်းခရီးကြီးညိုရမလွန်ရင်နဲ့ခရီးကြီးညိုရလွန်ရင်ပညာနောက်ဆုံးပါမင်းမညာပညာမရနိုင်ဘူးဘုရားကြီးညိုလွန်ရင်ဝါဒီနင်နာရှိတော့အကြီးညိုလွန်နိုင်တယ်ဘာဖြစ်ပညာနောက်ဆုံး သရကသရလွန်နေလို့အဲ့ဒါကြောင့်ဘုရားတို့ဘုရားမရှင်ညွန်တဲ့လို့ဟောတာဟုတ်အရှင်ညွန်လွန်ရမနဲ့ရရင်းနေပြီလားဘာကြောင့်လဲသရပညာမကြီးလို့ပေါ်ကြဘယ်လိုယူပါအဲနိဗ္ဗာန်လို့ခြင်းလို့ရှိရင်သရပညာကြီးရသရကတော့ဘုရားပေါ်မှာသိပ္ပိရုပ်ကြီးရပညာရတယ်ယုံကြည်တဲ့အတိုင်းပဲပညာရတယ်ဘုရားဟောဒီမှာဟောတော့ဉာဏ်စိတ်ကလေးဖြစ်ဖြစ်တယ်ကြားစိတ်ကလေးဖြစ်ဖြစ်တယ်ဆိုရင်ခင်ဗျားတို့က ညာငရအဲ့ဒီဖြစ်တဲ့စီကိုသွားဆိုင်ရတယ်။ဒါကလည်းဉာဏ်ကြီးနဲ့ဒီဖြစ်တဲ့စီကသွားဆိုင်။တပည့်ကြ။အဲ့ဒီလေနှခုညီလို့ချင်းသရပညာညီရင်လဲခဏလေးနဲ့ရ။တပည့်ကြ။ဒါကဣန္ဒြေကြီးတာလို့ခေါ်တယ်။ဗတ္တိန္ဒြေနဲ့ပြင်းဣန္ဒြေကြီးတာ။ပြီးတော့အကယ်ဒီနှခုမှာနွားနှကောင်ကိုရုပ်ဆုံးတိုင်မောင်းတော့ကိုစွမ်းမောင်းတကောင်မှမလွန်ရကြဘူးပေါ့ဗျာ။ဒီနှခုတစ်ခုလွန်သွားရင်သရလွန်တော့ဘုဘက် ခင်နဲ့ပဲလဲဘုရားပေါ့ခင်နဲ့ပဲလဲဟုတ်လားပညာကစိတ်ဆွန့်ခွဲသွားပြန်လဲကောက်ဖြစ်တယ်ပဲလဲသူတို့ကခုကြီးနေမှာဖြစ်တဲ့စီကိုဖြစ်တဲ့စီကိုဘုရားဓမ္မတွေဖြစ်တဲ့စီကိုဘုရားကြီးအောင်ထားမှာတော့အဲညောင်းဟာဥပါရှင်ရင်းမိပလားငါဘယ်နှကြောင့်မရသေးပါလဲဆိုဓမ္မညီသေးလို့မှာသိမလားတက်တခုပြောလိုက်ဦးဝရိယနဲ့သမာဓိသူတို့လည်းစုံလို့အောင် ပရိယာလေးရတဲ့ကိုသမောင်းအာအထောသတိရှိတဲ့ဘက်ကသမာဓိရလည်းသတိရှိတဲ့ဘက်ကပြရမောင်းနိုင်သဘောကျပရိယာနဲ့သမာဓိရောပြရမယ်ဘယ်ဘက်ကပြရမှာပါလဲသတိရှိတဲ့ဘက်ကညင်းအောင်လို့သဘောကျသတိရှိတဲ့ဘက်ကဘယ်လိုလုပ်ရမလဲအဲ့ဒါဘယ်လိုနှစ်ခုဝရိယာဖြစ်ဆုံးထွက်သွားပြန်လို့ရှိရင်လည်းဥဒိစ္စပဲသွားလိမ့်မယ်တဲ့မင်းတို့မတ်မရပဲဘူးတဲ့ သဘောကျအဲတမာရီကလွန်သွားပြန်လို့ရှိရင်ပြင်းကြီးတယ်ပဲရှင်းနိုင်မိတယ်ပဲသွားလိုက်မယ်ကွာသူတို့မရှိသူကမလွန်စင်းနဲ့တဲ့သူတည်းသူတည်းဘက်ကိုပြင်းမလားအဲသရာပညာရောမောင်းနိုင်ပြင်းမလားဘယ်ဘက်လဲကြီးရမှာဝရိယတမာရီကောအဲအဲ့တော့သတ္တဉ္စရိဝရိဉ္စရိသတ္တဉ္စသတ္တဉ္စရိဝရိဉ္စရိတမာရိဉ္စရိပြင်းဉ္စရိဆိုတာဣန္ဒြေလေးပါးပြီးတော့အဲ့တော့ပတိသလုံးချံနေတယ် တတိကိုတော့ဒီပေါ်မှာလေးခုပေါ်မှာအကုန်ချုပ်တယ်တတိကမလစ်နေတယ်လာသိပြီမဲ့မောင်နေတော့ကြာအဲတတိကတော့ဖြင့်ခေါင်းကလွန်နေလို့မရှိဘူးသူကတော့အမြဲတမ်းစောင့်ကြည့်ရှိနေရအမြဲတမ်းစောင့်နေရမှာတတိကဒီထဲမှာဖြစ်ဖြစ်မြင်တာကတော့ပညာဆုံးနေတယ်ဘိက္ခာရီအကူကြီးကြီးမှလာရင်ကရာရောဝရိယသမားကြီးရောတတိယဟော အခုညီပဲတဲ့ဒါကပြင်ကျအဆိုင်ရံဒီပြန်မလားဒါတော့ပြန်ဒီနေ့ညဘာဘာနဲ့ဘာညီရမလဲဥပဒနာရှိတဲ့ပုဂ္ဂိုလ်ပါပြီးတော့ဘာညီရပတိဘယ်တော့မှမလေးစင်နေဒါလေးတော့ချုပ်ပြပါဒါဓမ္မလေးတစ်ခေါက်ပြန်ပြောစမ်းပတိကိုပတိဘယ်တော့မှမလေးစင်နေ ဒီ၅ပါးညီလို့ရှိရင်ဖြင့်ကွာတဲ့ဣန္ဒြေပြတဲ့တွေ့ငါမညံဖွညံရမယ်လို့သေချာဟောတယ်ပြင်းမလားဒါဖြင့်ဥပဒနာမှာလည်းပြင်းပြီလောကိတ္တမကောပြင်းပြီရှင်ကြီးကောပြင်းပြီရှင်ကြီးနဲ့ရပြီဆိုတော့ဘာလို့လဲတော့ပြောဆုံးဣဒ္ဓဒီနည်းညတော့မှာတော်ဘုဒ္ဓံပါပြီပြင်းကြပါ